ဘယ်တရိစံနေနဲ့ချရင်ကျွန်တော်နိုင်လောက်မယ် animate ကတော့ရေမြင့်ဖြစ်ပါတယ်ရေမြင့်ကတော့မသေးမချင်းချရင်တော့နိုင်မှာမဟုတ်ဘူးဗောနော်ပါကျွန်တော်လောက်ကတော့တလုံးစာပဲရှိတယ်အဲ့တော့ကြော်ပါလေ okay နောက်တစ်ခါတော့ချင်းသေးပါချင်းသေးလောက်ကတော့ဗာမင်းကလေကြော်လိုက်ကျွန်တော်ကမနိုင်တဲ့တိုက်ပွဲကိုဘရော့မှမတိုက်ပါဘူးနောက်တစ်ခါကတော့ကျွန်တော်နွားပါဟဲ့နွားကလေမနိုင်လောက်ဘူးထင်တယ် နွားကနွားရိုင်းတွေဘာတွေဖြစ်နေတိတ်မလွယ်ဘူးပေါ့နော်အဲကျွန်တော်နွားရိုင်းအခွေခံရရင်လူတွေဘာတွေတောင်တည်တယ်လို့ကြားဘူးလေအဲ့တော့ခုနပြောသလိုပဲကျွန်တော်မနိုင်တဲ့တိုက်ပွဲကိုမတိုက်ပါဘူးကြော်လိုက်ပါမယ်ပေါ့အဲနောက်တစ်ခုကကျွန်တော်ဘဲကောင်20ပါဒါတော့5ဘဲကောင်20ကတော့5ဘဲသားစားပြီဟုတ်လား Oh my god Wow နောက်တစ်ခုကတော့ကျွန်တော်ပိုးဟပ်ပါပိုးဟပ်ကတော့ကျွန်တော်ကြိုပြောပါမယ်ပိုးဟပ်ကတော့တည်အောင်ကြောက်ပါလေပိုးဟပ်ဖိုဘီယာရှိတယ်လို့ကြောက်တာပါ are you running why are you running အကြောင်းပိုးဟာကတော့ချဲပေါက်လည်းမချပါဘူးချဲမပေါက်လည်းမချပါဘူးကဲနောက်တစ်ကောင်ကတော့မြင်းပါမြင်းကလည်းတစ်ချက်ကန်လိုက်ပွဲသိမ်းသွားမှာပြတော်ပြီးကြော်တယ်အဲကျွန်တော်နောက်တစ်ကောင်ကတော့တားပိုက်ကောင်ပါအာဒီကောင်တွေကနည်းနည်းတောက်ခတ်တော့နည်းနည်းထိုးတယ်ဗျမထိုးရင်လည်းမထိုးဘူးပေါ့နော်အဲထိုးရည်ဟေးဆိုလဲသူကတောက်ခတ်ပဲထိုးတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်တွေကအပေါ်ကကောင်တွေလောက်ဒီတေလောက်အောင်လုံးမဲ့ကောင်တွေတော့မဟုတ်ဘူးပေါ့နော်အဲ့တော့တားပိုက်ကောင်တွေကနည်းနည်းဝမ်းဝမ်းဆွဲလိုက်ဗျတားကောင်ကလည်းကျွန်တော်နဲ့ထိုးရင်ဒီပိုင်းလောက်ဟုတ်ကဲ့နောက်တစ်ကောင်ကတော့ဆင်းပါ ဆင်းရတော့ကျွန်တော်တို့ချက်နင်းစာပဲရှိပါလေကြော်လိုက်ကြော်လိုက်ပါလားနေပေါင်းအပြင်မှာဆင်းတဲ့အဲ့လိုဘိုင်ဝမ်းဆွဲတဲ့ကောင်တွေပါလေရှိလို့လားရုပ်ရှင်ထဲမှာတော့မမြင်ဘူးလားလို့ပေါ့နော်အဲ့နောက်ဆုံးတစ်ခါတော့ကျွန်တော်တို့မြေခွေးပါအမြေခွေးကတော့နိုင်လောက်တယ်ဗျဒီကောင်တွေကဒီတောရင်တလေးဆန်နေပါတယ်ဆိုပေမဲ့နည်းနည်းလေးတော့ပျော့တယ်ပေါ့နော်အဲတချို့အထင်မှားနေရတာရှိတယ်မြေခွေးကိုနည်းနည်းလေးအကောင်ကြီးတယ်လို့ထင်ကြတယ်ပေါ့နော်အဲတကယ်ကဒီမြေခွေးတွေကလမ်းမေးခွေးတွေထက်တော့နည်းနည်းလေးအကောင်သေးသေးတယ်ပေါ့နော်ဒီကောင်တွေကဒီကြောင်လေးပါတယ်ဘာတွေကိုတော့မှတိတ်မနိုင်ခြင်းကြအကြောင်းမလို့ဒီမြေခွေးကတော့ကျွန်တော်နိုင်လောက်ပါတယ် Yeah boy. โอเคပါဒါပါပဲအဆုံးလေးကြည့်ပြရတော့ကျေးဇူးတင်ပါတယ်